မင်္ဂလာပါ Dev Media Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်လူတိုင်းကကိုချစ်တဲ့သူနဲ့ပဲလက်ထပ်လိုကြပါတယ်ကိုချစ်ရတဲ့သူနဲ့လက်ထပ်မဲ့စိတ်ကူးအိမ်မက်တွေကလည်းအများကြီးရှိမှာပဲဒါပေမဲ့လက်ထပ်ဖို့ဆိုတာကတော့တည်တည်ချာချာအချင်ယူပြီးစဉ်းစားတဲ့အရာပါတင်းတဲ့လက်ထပ်မဲ့အမျိုးသားကဒီလိုချက်တွေပြုတ်မှုနေရဆိုရင်တော့လက်မထပ်တဲ့မအောင်တော့အမတ်တဲ့ဂရိမတည်သူ င်းချစ်သူက ပြောပြီးသားစကားတွေကိုမိမိပြပြောင်းနေလွယ်လွယ်ကလေးဖြတ်တဲ့သူဆိုရင်တော့တကယ်ပြဿနာပါပဲနော်။ဘာကြောင့်လဲဆိုတော့ဂရီတဲတဲလေးတွေကိုတော့မတီးတဲ့သူကဂရီအကြီးကြီးတွေကိုတီးဖို့ဆိုတာဝေးလွန်ပါတယ်။အမနဲ့တင့်ပေါ်လုံးဝလေးစားမှုမရှိပဲတိတ်ခါချရတယ်။လက်ထပ်ပြီးတဲ့အခါတယောက်ကိုတယောက်လေးစားမှုမရှိတဲ့အခါလုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။တင့်ကိုအလေးနဲ့မထားသူကနင့်နောင်လို့ဖို့လေ ဝင်လင်းမှာမဟုတ်ပါဘူး။တင့်ပေါ်လေးစားမှုမရှိပဲတိတ်ခါချရတဲ့သူကိုလက်ထပ်မြည်ရင်တော့ဘဝတစ်လျှောက်လုံးပျော်ရွှင်မှုတွေနဲ့အလန့်ကွာနေမှာပါ။နံပါတ်3တင်းရဲ့စိတ်ကိုနာကျင်စေသူ။သူ့ရဲ့အပြုတ်မှုပြောဆိုရကြောင်းတင်းကအမြဲလိုလိုနာကျင်နေရတာကလုံးဝမှားနေပါဘူး။တင်းကိုတကယ်ချစ်တဲ့သူဆိုရင်အဆင်မပြေတဲ့အချက်တွေအကုန်လုံးကိုအဆင်ပြေသောအောင်ပြုပြင်နေမှာပါ။ဒါပေမဲ့တင်းကိုအမြဲနာကျင်အောင်လုပ်တဲ့သူကို တဘွားလုံးစာရေးရှင်းမယ်ဆိုရင်တော့အနေနဲ့များလာပါတယ်။နံပါတ်၄သစ္စာမရှိဘူး။ဒီခါတည်းမှာလက်စားတာတော့ခွင့်လွတ်ပေးနိုင်အောင်ခွင့်လွတ်ပေးနိုင်ပါလိမ့်မယ်။ဒါပေမဲ့ချိန်မှန်များစွာသစ္စာမရှိပဲလက်စားနေရဆိုရင်တော့ကျွန်တော်နှစ်ယောက်ကြားယုံကြည်မှုကပျက်စီးသွားပါပြီ။ယုံကြည်မှုကိုပြန်ရအောင် လုပ်ဖို့ကမလွယ်ကူပါဘူး။အဲဒါကြောင့်တင့်ဖို့သစ္စာမရှိဘဲနဲ့လက်စားတဲ့သူဆိုရင် နှစ်ခါပြန်လှည့်ကြည့်မနေသင့်တော့ပါဘူးနမငါတင်းနဲ့ချစ်နေရတာကိုစိတ်ပြတ်နေသူတင်းချစ်သူကတင်းကိုစိတ်ပြတ်နေပြီလမ်းခွဲစကားကိုအမြဲတလို့ပြောနေရဲဆိုရင်တော့ချက်ချင်းလှည့်ထွက်ခဲ့တာအကောင်းဆုံးပါပဲတကယ်လက်ဆက်ရှင်တဲ့သူဆိုတာတင်းနဲ့အတူဘဝကိုအတူတူဖြတ်တန်းဖို့စိတ်ကူးတွေပြည့်နေပါပဲတကယ်လို့သာတင်းလက်ထက်မဲ့သူကဒီ၅ချက်ကိုပြင်ဆင်မယ်ဆိုရင်တော့အခွင့်အရေးပေးတဲ့မှာရနော်